ိုက်ဆံအတိုးယူခြင်းရဲ့ဆိုးကျိုးများအကြောင်းကမျိုးကိုပြောပြပေးသွားပါမယ်။တိတိစီဝါရေးဝန်ထုတ်ကြည့်လာခြင်းအတိုးနဲ့ပိုက်ဆံကိုယူလိုက်တဲ့အခါမူလအရင်းနှီးကိုပြန်ဆက်ရမယ့်အပြင်အတိုးကိုပါပေးဆောင်ရပါတယ်။ဒီလိုနဲ့မလိုလားအပ်တဲ့ငွေကြေးဝန်ထုတ်ဟာတင်းရဲ့လားစင်ဝင်ငွေသို့မဟုတ်စုငွေကောင်မှဖြစ်စည်းလာပါတယ်။အထုတ်တစ်ထည့်အတိုးနှုံးမြမရင်ပို့ဆိုးပါတယ်။ ဆက်နိုင်တဲ့ပမာဏထက်ပိုယူမိပြီဆိုရင်ဒုက္ခရောက်ဖို့ပဲရှိပါ诶နင်စိတ်ဖြစ်စည်းမှုနဲ့စိုးရင်ပူပန်မှုများအကျွေးဆက်ရမယ့်ယနေ့လာတိုင်းစိတ်ဖြစ်စည်းမှုတွေစတင်လာပါတယ်ဒီလဘီလိုဆက်ရမလဲငွေမရှိရင်ဘာဖြစ်သွားမလဲဆိုတဲ့စိုးရင်စိတ်တွေကတင်ရစိတ်ကျမ်းမာရေးကို ထိခိုက်စေနိုင်ပါတယ်အိမ်မပြောတာစိတ်တို့လွယ်တာအာယုံမဆိုင်နိုင်တာတွေအထိဖြစ်လာနိုင်ပြီး နေ့စဉ်ဘဝနဲ့အလွတ်ခွင်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်၃မိသားစုနဲ့လူမျိုးရေးအဆအသွယ်များပျက်စီးခြင်းအတိုးယူထားတဲ့သူကမိသားစုဝင်တယောက်သို့မဟုတ်မိတ်ဆွေတယောက်ဆိုရင်ပိုဆိုးပါတယ်ငွေကြီးကိစ္စကြောင့်ချစ်ခင်ရတဲ့သူတွေကြားမှာမယုံကြည်မှုတွေမတည့်တာတွေဖြစ်လာတတ်ပါတယ် ငွေမဆက်နိုင်တဲ့အခါရန်ဖြစ်တာစကားမပြောတာတွေအထိဆက်ဖြစ်ပြီးတံပိုးရှိတဲ့ဆက်ဆံရေးတွေပျက်စီးသွားနိုင်ပါတယ်။လေဘဝကြီးအခွင့်အရေးလားများဆုံးရှုံးခြင်းတင်းရဲ့ဝင်ငွေအများစုဟာအတိုးနဲ့အရင်ဆက်ရတဲ့ဘက်ကိုရောက်သွားတဲ့အတွက်အခြားအရင်ကြီးတဲ့ကိစ္စတွေအတွက်ယင်းနည်းမြုံနှံဖို့ငွေကြီးချိုးတဲ့သွားပါတယ်။ပညာသင်ဖို့၊ကျန်းမာရေးဆုံးရှုံးမှုခံယူဖို့တင်းငွေတဲ့စီးပွားရေးလုပ်ဖို့အစတဲ့ င်းညဘဝကိုတိုးတက်စေမဲ့အခွင့်အရေးညာလက်လွတ်ဆုံးရှုံးရတတ်ပါလေ။ငါဥပရေရေရဒုက္ခများနဲ့ကျွေးမိစုခြင်းတရားဝင်ချေးလွင်ငွေအခွင့်အစည်းတွေ ဆိုရင်မဆက်နိုင်နဲ့ဥပရေရေရအေးအယူမှုတွေခံရနိုင်ပါလေ။တရားဆွဲဆိုတာအင်ကားတိန်းတာလဆာတွေကနှုတ်တာတွေကြုံရနိုင်ပါလေ။တရားမူဝေအတိုးမြင့်ချေးလွင်ငွေတွေဆိုရင်တော့ ချင်းချောက်မှုတွေအနိုင်ကျင့်မှုတွေအထိရှိနာနိုင်ပြီးဘဝအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်စေနိုင်ပါတယ်ပိုက်ဆံအတိုးယူချက်ဟာချက်ချင်းအစဉ်ကြီးသွားတယ်လို့ရှိပေမဲ့၎င်းနာကွေဝါဇီဝါရေးစိတ်ပိုင်းဆိုင်ရာ လူမှုရေးနဲ့ဥပဒေရေးရာစိုးစိုးများစွာရှိနေပါတယ်။မဖြစ်မနေယူရမယ့်အခြေအနေမှအပါတေချာတွက်ချက် ချင်းစားပြီးမှဆုံးဖြတ်တင်ပါတယ်။